ကိုဗစ်ကာလတုန်းကအိမ်တွင်ကြံ့ဖက်မှုတွေအိမ်နောင်ကွာရှင်းမှုတွေများလာတယ်လို့ဆိုကြတယ်။လိလာတွေးရှိကြံမှတ်တမ်းတွေစစ်တမ်းတွေအရအဲ့ဒီလိုအဖြစ်များလာတယ်ဆိုတဲ့အကြောင်းအရာလေးကိုတော့မှတ်မိလိုက်တယ်။စိတ်ဖိစီးမှုတွေကြောင့်ဒီလိုတွေဖြစ်လာကြတယ်ဆိုတာဟုတ်မှာပဲပေါ့လေလို့ပေါ့ပေါ်ပါပါတွင်းမိတာလဲအမှတ်ရသေးတယ်။အဲ့ဒီတော့ငါစိတ်ဖိစီးမှုထက်အစားများစွာတာလွန်တဲ့ အခုလိုကပေးကြီးစိုက်နေတဲ့အချိန်မှာရောလူတွေစိတ်ဟာဘလို့တွေတောင်ရှိပါလိမ့်မလဲတွေးမိတယ်။အသီးသီးသောအိမ်နောင်တွေဟာဘလို့များကြုံတွေ့ရင်ဆိုင်ဖြတ်တန်းနေကြပါလဲ။အဲ့လိုဆိုအိမ်နောင်ရှင်မဖြစ်တဲ့နေကိုယ်တိုင်ကရောလို့မေးလိုက်ရင်ကျမကတော့တိတ်တိတ်ကိုကြုံတွေ့ရတာပေါ်ရှင်းလို့သာပြန်ပြေးမိမှာပါပဲ။တနေ့ကအဝိ့လျှော်ပြီးရေချိုးခန်းထဲကထွက်လာတဲ့ကျမအခန်းပြင်လှန့်ကြည့်လိုက်တော့ ဂီတာတီးတချင်းဆိုနေတဲ့အမျိုးသားဘေးမှာတားငယ်လေးကမတ်တရက်ပြီးရေတိုက်ပါလို့တစားစားပြောနေရှာတယ်။ခန္ဓာကိုယ်အောက်ပိုင်းရေရွှဲရွှဲဆိုးနေတဲ့ကျမကယောက်ျားကြီးတားကိုရေတိုက်လိုက်အောင်လို့ဘယ်နှခါလှမ်းပြောလိုက်မိတယ်တော့မသိ။သုံးခါလောက်တော့ရှိမလားအမှတ်တမဲ့ပါပဲ။အမျိုးသားကဆွေကနေခက်ဆူးဆူးတစ်ချက်လှဲ့ကြည့်ပြီးနောက်ကိုဂီတာမတီးတော့ပါဘူးကွာလို့ဆိုကတားကိုရေတိုက်လိုက်တယ်။စိတ်ထဲမျက်ခနဲဖြစ်သွားတဲ့ကျမက စိတ်တအားကိုစိုးမိသွားတာပေါ့အဲ့ကနေစစကားအခြေတင်များကြတယ်သူကတော့ဂီတာတီးနေစမလို့ကျမက အလိုက်တတိနဲ့အခန့်ပြင်ထွက်ပြီးသားကိုရေတိုက်လိုက်တင်တယ်လို့ယူဆတယ်စိတ်ရှုပ်ထွေးနေတဲ့သူဟာရှရှပါပါခိတအပန်းဖြေစဉ်ကျမကနှောက်ရက်တယ်လို့ဆိုတယ်သားပြောနေတဲ့ငူမကြားမိကြောင်းလဲခရင်ရင်လေတန်းနဲ့တုံ့ပြန်တယ်အဝိရှော်ပြီးကားစအလုတ်လက်စာမလို့ အနားမှာရှိတဲ့သူကသာဂီတာတီးတာခဏရက်ပြီးတားကိုရေတိုက်တင်တယ်လို့ကျမကယူဆတယ်။ကျမကအလုတ်ပင်မနေတာကြောင့်နီးစက်တဲ့သူကသာတားကိုရေတိုက်တင်တယ်မဟုတ်ပါလား။တားကိုရေတိုက်တင်တဲ့သူကဘသူလဲကဆလို့အလိုက်မသိဘူး။နားလည်မှုမရှိဘူး။အတ္တကြီးလွန်းနေစသဖြင့်ခေါင်းစဉ်တွေအမျိုးမျိုးပြောင်းပြီးအသေးအတန်ညင်းကြခုန်ကြတာပေါ့ရှင်။စာဖတ်သူကတော့ ဒါလေးကဘာများအရေးကြီးတယ်လဲထင်မိမဲ့အမျိုးသားကတော့အိမ်အောင်တဲ့ဘဝမှာစိတ်အနာဆုံးကာလပါရဲ့လို့တော့ထူးထူးခြားခြားရေရွတ်တယ်လို့ကျမကလည်းအထုတ်ဆွဲတာအိမ်မော်ကဆင့်ပြလိုက်ချင်တော့တာပါပဲအဲ့တုန်းကကျမစိတ်ကဆိုရင်ဒီအိမ်အောင်တော့ကွဲ့ပြလိုက်တာအမှန်ဆုံးနီးလန်းမှာပဲရဲ့လို့တွေးမိတယ်အဲ့ဒါနဲ့တဆက်တည်းပဲကျမကဒီပြင်အိမ်အောင်တွေရောဒီလိုကာလမှာအစင်မပြေကြရဲ့လားတွေးမိတယ်ငါမပြေလေလို့ သူတို့တော့ပြည်လဲမှာမဟုတ်ဘူးဆိုတဲ့အတွေးမျိုးနဲ့တော့မဟုတ်ပါဘူးရှင်။အထွေထွေကြက်တဲစိတ်ရှုပ်ထွေးမှုတွေကြားမှာလူတွေဟာဘလောက်တောင်အထီးခိုက်မခံစိတ်တွေဟာကျွတ်ဆက်မှကြောနေကြမလဲရဲ့ဆိုတဲ့အတွေးတွေနဲ့ပါ။စစ်ကော်မရှင်တပ်ရဲ့လက်စာလက်နာတွေအောက်မှာကျမတို့မြန်မာနိုင်ငံသားတွေဟာရုံလိုက်ကန်လိုက်ရတာဆိုတာအရင်ကနဲ့ဆိုင်ရင် တခြားစီပဲမဟုတ်ပါလားရှင်။မလုံမချုံနဲ့စစ်ဆောင်နေရတဲ့အိမ်နောက်နဲ့အမျိုးသားတွေဟာ ဘလောက်တောင်ထိခိုက်နာကျင်လွယ်နေလိမ့်မလဲဝင်ငွေထွန်းငွေမျှအောင်တုံးဖို့ခေါင်းပူအောင်စဉ်းစားနေရတဲ့အိမ်နောက်နဲ့အမျိုးသမီးတွေဟာဘလောက်တောင်စိတ်တူစိတ်ဆက်နေလိမ့်မလဲစေဝါတွေဝယ်ယူရခက်ခဲပြီးဈေးကြီးမြင့်နေတဲ့ကာလမှာတက်ကြီးရွယ်ဦးတူဒါမှမဟုတ်စေဝါအမြဲတုံးဖို့လိုအပ်နေသူတူဟာဘလောက်တောင်စိတ်အားငဲနေလိုက်မလဲပောက်ကွဲလူလူဖြစ်နေတဲ့စိတ်အခြေအနေအတီးတီးကြာက ပေါင်းတင်ဆက်ဆံရေးတွေဟာတိတ်ပြီးထိရှလွဲနေမလားရင်ပတ်ချင်းဒီလိုပဲစိတ်ဖြည့်တင့်စရာဖြစ်နေကြမလားကျမကတော့အချင်းချင်းအမိတဟဲပြုကြရင်ပေါင်းတင်ဆက်ဆံရေးတွေပုံမနှဆိုင်ကြပါစေလို့ပဲဆန္ဒပြုမိတာပါပဲအထူးသဖြင့်တော့စစ်ဘေးတင်ဒေသကပြည်သူတွေစစ်ဘေးရှောင်တွေအထွေထွေကြက်တဲမှုတွေကြောင့်ဘဝကို မောဟိုက်စွာဖျက်ဆီးနေရသူတွေစသည်စသည်ဖြင့် နာကျင်ဝမ်းနည်းမှုတွေစိုးရိမ်ထိတ်လန့်မှုတွေပူပန်မှုတော့ကတွေနဲ့နာကြီးမုန်းတိမှုတွေ အပြစ်အသိခံစားနေရသူတွေဟာဘလို့များနေကြပါလိမ့်မလဲမပြည့်တဲ့ဝမ်းတွေနဲ့ဟားနေတဲ့နှလုံးသားတွေဟာစိတ်နှလုံးကိုဘလောက်ထိကြမ်းတမ်းကျဆက်သွားစေလိမ့်မလဲပောက်ကွဲသွားတဲ့စိတ်နှလုံးတွေရဲ့တစားကံကရောဘသူတွေဖြစ်နေလိမ့်မလဲ